တင်ဆက်ပေးမယ့်သတင်းကတော့ဒီနေ့မနက်မှာဖြစ်ပွားခဲ့တဲ့48လမ်းမီလောင်မှုကိုစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ဘိုးတထောင်မြို့နယ်မှာရှိတဲ့ဗလီနယ်အစ္စလမ်ဘာသာစာသင်ကျောင်းဖြစ်တွဲဖက်ဖွင့်လှစ်ထားတဲ့အဆောက်အအုံမီလောင်ကျွမ်းမှုကိုစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေးသွားမှာဖြစ်တယ်လို့သက်ဆိုင်ရာကထုတ်ပြန်ထားပါတယ်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးယနေ့မနက်ပိုင်းမှာတော့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ကအင်စလန်ဘာသာရေးအဖွဲ့၅ဘွဲ့မှတာဝန်ရှိသူများနဲ့တွေ့ဆုံခဲ့ပြီးအဆိုပါမီးလောင်မှုဖြစ်စဉ်ကိုအမြန်ဆုံးနဲ့အမှန်ကန်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးသွားမယ်လို့ပြောကြားခဲ့ကြောင်းအဆိုပါတွေ့ဆုံပွဲတက်ရောက်ခဲ့သူတဦးကပြောပါရယ်ဒီနေ့မနက်ပိုင်းမှာလည်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှအဆိုပါကိစ္စနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတရပြုလုပ်ခဲ့ပါရယ်အဲ့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်မှအင်စလန်ဘာသာရေးအဖွဲ့အစည်းများမှဘာသာရေးခေါင်းဆောင်များ မိသက်ဦးစီးဌာနရန်ကုန်မြို့တော်လျှက်စစ်တပ်အပေးရေးအဖွဲ့နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်ပါတယ်။ဒီနေ့ဖွဲ့စည်းလိုက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှတပ်ဆိုင်ရာဌာနတွေကတာဝန်ရှိသူတွေအနေနဲ့မိသက်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးကြည်ဝင်းရန်ကုန်မြို့တော်လျှက်စစ်တပ်အပေးရေးအဖွဲ့မှတွဲဖက်အတွင်ရေးမှူးဦးတိုးအောင်နဲ့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှဒူရဲမူကြီးတက်လွင်တို့ပါဝင်တယ်လို့သိရပါဗျ။အခုမနေ့9နာရီခွဲမှာဝေချံကုန်တန်းဒေသကြီးဝန်ကြီးချုပ်ကစီဝေးခေါ်လုပ်ပါတယ်။အစံဘာသာကြီးဖွဲ့၅ဖွဲ့လုံးကိုခေါ်ပြီးစီဝေးလုပ်တယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လောလောဆယ်ချုပ်ရင်းကြိုက်မြင်နေတဲ့မြင်တာမိယာမြင့်ဆက်ပေါ့။မိယာမြင့်ဆက်ကမိမြင့်ပြီးတော့အပူတန်းမခံနိုင်တဲ့လောင်တယ်လို့ယူဆပါတယ်။အဲ့လိုယူဆတဲ့နေရာမှာကျွန်တော်တို့တနင်္ဂနွေလုံးတိုင်းတာနဲ့ရန်ကုန်မြို့ကိုတန်နေရဖြစ်ပြီးစိုးရိမ်နေတာကဒါသည်လုံခြံဖန်တီးမှုတစ်ခုလို့လည်းယူဆတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီကိစ္စကိုလုံခြံဖန်တီးမှုလားအမှန်တကယ်မိယာမြင့်ဆက်ရဲ့ချုပ်ရင်းကြိုက်ကြောင့်အက်ဆီဒင့်ဖြစ် ွားတာလားဆိုတာကိုအထူးသဖြင့်စစ်ဆေးဖော်ထုတ်ဖို့အတွက်ကျွန်တော်တို့တောင်းဆိုပါတယ်။ဝန်ကြီးချုပ်ကလည်းအများဆုံးကြွန့်ကျင်တဲ့ပညာရှင်တွေနဲ့ကော်မရှင်ဖွဲ့ပြီးတော့ဒီကိစ္စကိုအများဆုံးအမှန်ဆုံးဖော်ထုတ်ပေးမယ်လို့ပြောပါတယ်။စနစ်စ34နှစ်ကွင်းကြီးကလေးတွေပါဟုတ်ကဲ့15မကျော်ပါဘူး17နှစ်နဲ့15နှစ်ကြာကလေးငယ်တွေပါ ဒီကျွန်တော်တို့သာသနာရဲ့ကျန်းတော်မြတ်ကိုရံရှိတယ်ဗောနော်ဒီကျန်းတော်မြတ်ကိုရံကိုအလွတ်အာကုန်ဆောင်ရတဲ့ចောင်းသားလေးတွေဖြစ်တယ်အဲ့တော့သူတို့ကအသက်10နှစ်အောက်ကလေးတွေလည်းပါတယ်ဒူတီနဲ့မှတော့မပါသေးဘူးဗောနော်သူကတကယ်အလွတ်ချက်တဲ့ကလေးတွေကအဲ10နှစ်ဝန်းကျင်ကလေးတွေကပဲဒီကျန်းတော်မြတ်ကိုရံကိုအလွတ်ချက်တဲ့အာကုန်ဆောင်တင်နှမ်းမှာအဲ့ចောင်းသားလေးတွေပါဒီကလေးတွေရဲ့မျက်မြင်ကိုရေးဖြစ်စဉ်တွေလည်းကျွန်တော်တို့မေးထားပါတယ်အဲ့ဒါကြီးကတော့ကျွန်တော်တို့ကရန်ကုန်တိုင်းဒေသကြီးဆွေးနွေးဖွဲ့ကကော်မရှင်ဖွဲ့ပြီးတော့စုံစမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကော်မရှင်ဖြေလေးစောင့်နေကြမှာအဲ့ကော်မရှင်ကတော့ကျွန်တော်တို့လည်းမေတ္တာရက်ခံတယ်ဝန်ကြီးချုပ်ကလည်းပြည့်ပြည့်စုံစုံပြောပါတယ်အမှန်ဆုံးဖြစ်အောင်လုပ်ပေးမှာပါ ဟာဒီကော်မရှင်ကတကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့စစ်ဆေးစုံစမ်းပြီးတော့အမှန်တကယ်ကိုအမှန်တရားကိုဖော်ထုတ်မှာပါ။အားကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်ကုန်မြို့ကမြန်မာနိုင်ငံမွတ်စလင်တို့အားလုံးစိတ်ဝင်စားတဲ့နေရာဖြစ်တယ်လေ။အဲ့တော့ဒီနေရာမှာအမှားရင်းတစုံတရာဖြစ်ခဲ့ရင်တနိုင်ငံလုံးပြန်သွားဖို့အတွက်အချိန်ကမဆိုင်တော့ဘူး။အဲ့တော့အားကြောင့်မလို့ဒီနေရာမှာအမြန်ဆုံးအမှန်ဆုံးဖော်ထုတ်မယ်ဆိုရင်တနိုင်ငံလုံးရဲ့ကရက်ကလည်းအေဂျင့်သွားမှာပါ။အဲ့ဒီအတွက်ကြောင့်မလို့အမြန်ဆုံးနဲ့အမှန်ဆုံးဖော်ထုတ်ပေးမယ်လို့ဝန်ကြီးချုပ်ကကတိပေးပါ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့အင်တာနက်မီဒီယာများအပေါ်အခြေခံဖြစ်ပေါ်လာတဲ့ကောလာဟလတွေကိုမယုံကြည်ကြဖို့နဲ့မြမရုံမြင့်တန်ကြားမှာဖြစ်စဉ်အမှန်များကိုအချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ AB လ2ရက်နေ့ယနေ့နဲ့3နာရီအချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီးဘိုးတထောင်မြို့နယ်10ရက်ကွက်48လမ်းမမင်းဆောင်183ရှိစော်ဒီကီးယားရေကျော်ပလီမှာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တရေအရာဘိုးတထောင်ဒုတိယမြို့နယ်မှုနဲ့အဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာအတီးပြူစဲတရေအရာဗလီအတွင်းတက်ဆင်ထားတဲ့မီးအားမြင့်ဆက်ဘိုးအားမြင့်တက်ရာကနေအပူလွန်ခဲ့ပြီးတော့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီမိလောင်မှုဖြစ်စဉ်ကိုအမတ်နှစ်တိုင်းမိသက်ဦးစီးမှုနဲ့အဖွဲ့မှမိသက်ရင်6စီးအုပ်ချုပ်မှုရင်9စီးတို့နဲ့ရောက်ရှိမိငိမ့်တက်ခဲ့ရာနက်နက်30မိနစ်အချိန်မှာမိထိန်နိုင်ခဲ့ပါတယ်။မိလောင်မှုကြောင့်ဗလီပေါ်တက်မှာအိတ်နေတဲ့ဗလီကျောင်းသား80ဦးရှိတဲ့အနက်73ဦးဟာမိလောင်တန်ရာမိဝုံးမွန်တန်ရာတို့နဲ့အိတ်လျက်သေဆုံးနေကြောင်းသတင်းကြေညာချက်မှာပါဝင်ပါတယ်။မိလောင်မှုဖြစ်စဉ်အတွင်းပျောက်ဆုံးနေတဲ့စာသင်ကျောင်းသား၄ဦးကို ထိခိုက်ဒဏ်ရာမရရှိဘဲနနက်9နာရီကျော်မှပြန်လည်တွေ့ရှိခဲ့ကြောင်းရဲချုပ်ရုံးမှတစင်သိရှိရတယ်လို့လည်းသတင်းမှာဖော်ပြထားပါဗျ။ အဆိုပါဗလီဟာစာတင်ကြောင်းနဲ့တွဲဖက်ထားရှိပြီးအခင်းဖြစ်ရသူရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနဲ့ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ရောက်ရှိပြီးအဖြစ်မှန်ပေါ်ပေါက်ရေးအတွက်စစ်ဆေးလျက်ရှိကြောင်းကနအူးသတင်းရရှိတယ်လို့သတင်းကြေညာချက်မှာပါဝင်ပါတယ်။ဒီနေ့မနက်မှာတော့မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးတစ်ဝိုက်မှာလုံခြုံရေးတွေချထားပြီးတော့မတက်ဆိုင်သူတွေကိုဝင်ဝင်မပြုတ်ဘူးလို့သိရပါတယ်ရှင်။